ရှန်စန်တောင်မြင်ခဲ့တဲ့အစိုးရကြီးကဘားဆိုင်နဲ့ဖွင့်ပွဲတွေမှာတခြင်းဆိုနေရတဲ့အစိုးရဟန်ထွန်းပြိသက်ကြီးရဲ့တခြင်းကအရင်ချော်ပြီးတော့မင်္ဂလီတိုင်းတဲတဲလှုပ်ခဲတဲ့အစိုးရဟန်ထွန်းကတော့ဇေယျကျသွားခဲ့ပါပြီနော်တခြင်းလောကကြီးပြတ်သွားပြီးကလေးက VCD တွေမထုတ်တော့ဘဲ စလိုလိုက်ဘွားနဲ့အနှစ်တော်ကြာနေထိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူဟာသချင်းအစ်စ်တွေမထွက်တော့ပေမဲ့လည်းသချင်းတွေကိုဘားရီဖွင့်ပွဲတွေမှာစိုးပင်းရင်နဲ့ဝင်ဝင်ရအောင်ကြိုးစားနေခဲ့သူဖြစ်ပါတယ်။မင်းသမီးလေးနန်းဆန္ဒလာထုံးနဲ့လည်းတူကြီးတော်ပြီးတော့တူမလေးကိုဝင်ဆောင်နေခြင်းဖြစ်လို့တိတ်မသွေးဖြစ်ဘူးလို့ဆိုပါတယ်။တောင်ကြီးမှာအနေများပြီးတော့အရင်လိုသချင်းစိုးပွဲတွေမရှိပေမဲ့လည်းအင်တာဗျူးမှာတော့မန်းလေးကဘားဆိုင်ကြီးမှာပင်တိုင်းသချင်းစိုးပင်းနေရလို့ပြောပြခဲ့ပါတယ်။ အတော်လေးချောသလောက်ဇေယျဦးချင်းကိုမလွန်ဆန်နိုင်တာကြောင့်အရင်ကလိုမျိုးအလားပါတော့မရှိတော့ပါဘူးနော်။သူ့ရွယ်နဲ့သူတော့တာမန်လူမဟုတ်ပဲအမှုပညာရှင်ဆိုတော့အဟန်လေးတော့ရှိနေပါသေးရဲ့။အစိုးရဟန်ထုံးက YouTube နဲ့ Facebook တွေမှာသချင်းတွေတင်ပြီးတော့ဝင်ငွေရှာနေကောင် Love Life ဘဝမှာပဲအေးချမ်းစွာနဲ့ပျော်နေပါတယ်လို့ပြောပြခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောအစိုးရဟန်ထုံးရဲ့ fan တွေရှိလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။